ဖြစ်တဲ့အကြောင်းကျွန်တော်တို့ဒါမျိုးဖြစ်တာခဏခဏပြန်စိတ်တိုင်းမချဘူးပြည်သူတယောက်နေပဲမိမကောလည်းမေးကျွန်တော်ဘာကောင်းဘောပြည်သူပြည်သူပြောမယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာရှိတဲ့လက်နက်တိုင်အားလုံးဒီအချိန်မှာနှစ်ဖက်ပဲစိတ်ခိုင်းနေကြပါလေတစ်ဖက်ဒီစစ်ကောင်စီဒီအာဏာရှင်နဲ့အာဏာရှင်ကိုထောက်ခံတဲ့ဖက်ရှင်းရှင်းလေးပဲတစ်ဖက်ကပြည်သူဘက်ကရက်ပြီးတဲ့ဖက်ပြည်သူတွေဒီအချိန်မှာလိုလားချင်တာဒီပါတယ်အားလုံးဖြစ်ပြီးပြည့်စုံပြီးဝမ်းပြီလား ဒီတိုင်းပြည်ကိုစနစ်တကျတည်ဆောက်ခင်ဗျားတို့အားလုံးလည်းဒီအကျိုးကိုခံစားမှာအဲ့တော့လူလူရည်ရွယ်မှုရှိတဲ့အတိုင်းဝိုင်းကိုကြွားကြမလားတလိုက်ဆန်လုံးမျိုးကျင့်တုံးတဲ့အတိုင်းဝိုင်းမှာနေကြမှာလားကိုယ့်ရဲ့လုံရက်တွေအားလုံးကရွေးချယ်မှုတွေပဲအာနာရှင်အောင်ကြိုက်ပြီးသားအဲ့လိုဖြစ်နေကြိုက်ပြီးသားကရင်နေအဖွဲ့တွေကွဲနေတယ်မော်နေအဖွဲ့တွေကွဲနေတယ်ဟုတ်တယ်မလားကိုကချင်နေကွဲနေကြမရှမ်းနေကွဲနေကြမကြိုက်သေးဘူးအဲ့လိုကွဲနေလားဒါသူတို့ view ပါအဲ့ကျွန်တော်တို့ကရန်သူစိတ်ချမ်းသာအောင်လုပ်ပေးမလားကိုဖို့ကကိုနေမှုပြီးတော့ကိုကဘူတိဆောက်ကြမှာကိုကဘူတိဆောက်ကြမှာဆိုရင်အထူးသဖြင့်ဒီကာလမှာအရေးကြီးတာဒီတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်နေတယ်လက်ရှိတော်တိုင်ရေးခေါင်းဆောင် အကျန်ရည်ဒီအဲ့ဒီခေါင်းဆောင်တွေဒီခေါင်းဆောင်စိတ်သက်ပီကတ်ဆိုတာပြတ်သားနေနေပြတ်သားပြီးတော့ဒီရဲ့တိုင်းကြီးရဲ့ညီညွတ်မှုကိုဒါတွေကကျွန်တော်တိုင်းကြီးကိုစစ်ပစ်စီရည်နော်နောက်အခုဆိုအပွဲပွဲအပြည့်ပြည့်ရန်တို့ကထိုင်ကြည့်နေလုံးလေဒါတွေကမဖြစ်တဲ့ကိစ္စနဲ့ဒါကြောင့်မလို့ကျွန်တော်တို့ခေါင်းဆောင်တွေကြီးတွေကိုမှာကျင်တာကတော့မြစ်တန်ရက်ခံကျင်တာပေါ့နော်မှာကျင်နေဆိုရင်ဒါကိုစကားသုံးလုံးအဆင်ပြေဘူးကျွန်တော်တို့ပြည်သူအနေနဲ့မြစ်တန်ရက်ခံကျင်တာနော်ခေါင်းဆောင်တွေစူးစီးပေးကြပါညီညွတ်ပေးကြပါပြည်သူတွေအနောက်ကအပြည့်အဝရှိပါကျွန်တော်တို့ပြည်သူကဒီကြိမ်ပွဲမှာအသေးခံတိုက်မဲ့ပြည်သူတွေပါအဲ့တော့အရှိရာရှိတဲ့ခေါင်းဆောင်တွေအားလုံးလူစိတ်မွေးပြီးတော့ဒီတိုင်းပြည်အနာဂတ်အတွက်နော် စုစည်းညီညွတ်နိုင်အောင်ဝိုင်းလုပ်ပေးကြပါလို့မြေတားရဲခံပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးတက်တွေအချင်းချင်းစီလုံးတင်ပြီလို့အမေသားကြီးကိုစီမပြောပြလာတဲ့ရုပ်တံနဲ့အတူကုတ်ခိုင်တွင် KIA ဆက်ဆံရေးရုံးဖွင့်လိုပါကညှိနှိုင်းရန် TNAA ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့တွင်ကချင်တက် KIA ဆက်ဆံရေးယုံဖွင့်လိုပါကစာရေးသားညှိနှိုင်းရန်တအောင်းတက် TNAA ကလိုလားနေသည့်ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့တွင်ကချင်လွတ်လပ်ရေးတမတော် KIA ဆက်ဆံရေးယုံဖွင့်လိုပါကစာရေးသားညှိနှိုင်းရန်တအောင်းမျိုးသားလွတ်မြောက်ရေးတက် TNAA ကပြောသည့်မတ်9ရက်ကအင်အားတရခန့်ပါသည့် KIA တက်များကုတ်ခိုင်မြို့တွင်သို့ဝင်ရောက်ရန်စူးစမ်းရာမှတင်းမာမှုများဖြစ်ပေါ်လာသည့်မြို့ပေါ်ရှိ KIA ဆက်ဆံရေးယုံမှဝန်ထမ်းများကို TNAA က ထွက်ခွာစေခဲ့ခြင်းဖြစ်သည်ဟု TNAA ပြောခွင့်ရလွေးရီဦးကပြောသည်လက်ရှိစီရေးယူနီဖောင်းတွေဝစ်ဆင်ထားတဲ့ KIA ဝန်ထမ်းတွေကို ကျမတို့ဖယ်ရှားတာဖြစ်ပါတယ်တကယ်လို့ KIA ဘက်ကဆက်ပြီးတော့မှမဟာမိတ်ဆက်ဆံရေးယုံဖွင့်ခြင်းလဲ KIA ဆက်ဆံရေးယုံဖွင့်ခြင်းလဲဆိုရင်ကျမတို့စီစတင်ပြီးတော့မှအရက်ဝတ်နဲ့နေထိုင်သွားမည်ဆိုရင်ကျမတို့ခွင့်ပြုကောင်းပြုပေးနိုင်ပါတယ်စဉ်းစားပေးနိုင်ပါတယ်ဟုသူကပြောသည်မတ်လ9ရက်နေ့မှာ မလ9ရက်နေ့ညနေပိုင်းမှာ KIO ရဲ့ဆက်ဆံရေးရုံးကွက်ခိုင်မှာရှိတဲ့ KIO ရဲ့ဆက်ဆံရေးရုံးကို KNL တပ်ဖွဲ့ကဝင်အောင်ဆင်းသင်းပြီးတော့ဒီ KIA တပ်ဖွဲ့ကို9ရက်နေ့အယောင်ဆက်လောက်ကိုအစည်းအဝေးဆောင်ရွက်တယ်တတိယအဲ့ဒီမှာလာဝိုင်းလာကဒီ TNN အဖွဲ့အင်အားတရာလောက်ပါလာကြတယ်မင်းတို့ကားပေါ်တက်လို့ပြောတဲ့အချိန်မှာ KIO တပ်ဖွဲ့ဒီရုံးရုံးမှာအဆောက်အအုံမရှိတော့ဘူးသူတို့လည်းဘာဖြစ်လို့ကားပေါ်တက်ကမှလဲဆိုတဲ့ပြီးတော့အခြေပြစကားများရကနေ KIO တပ်ဖွဲ့ဝင်တွေကို TNN တပ်ဖွဲ့ဝင်တွေက ဖန်စီကော်ဆောင်ပရက်ဆိုတဲ့တတိယကိုတတိခဲ့ရတာဒါတော့မလတ်ခုနှစ်အနေနဲ့နေ့နိုင်တော့ဖြစ်ပေါ်ခဲ့တာအလားတူပဲအရှိမှလည်း KIO ဒီ KIO KIA တပ်ဖွဲ့ဝင်တွေနဲ့ TNNA တို့ MNDA တို့တပ်ဖွဲ့ဝင်တွေဒီကုတ်ခိုင်မြို့မှာအခြေချင်းညှင်းပေါင်းမှုတွေခိုင်းမှဖြစ်ကြတယ်ဘာလို့လဲဆိုလက်တီးနဲ့ထိုးကြတဲ့အနေအထားတွေနဲ့တတိယပေါ်မှာအလုံးတွေ့ကြတယ်ဒါကကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီတော်လန်ရင်းမှာတိုင်းနာအီးရဝက်စ်တွေအားလုံးကတိဆောက်ဖို့နေတတ်တာရှိပြီးသားအဖွဲ့တွေကမှအကွက်ကွက်အပြည့်ပြည့်နဲ့ကရင်ဆိုလဲကရင်ဘယ်နှဖွဲ့ဖြစ်နေလဲစဉ်းစားလို့မရဘူးအဲအခုကြည့်ပါကရင်တွေဘယ်နှဖွဲ့ကရင်သူငယ်တွေ အခြားနိုင်ငံမပြောနဲ့ထိုင်းကနိုင်ငံတည်းနဲ့ကရင်လူငယ်အင်အားနဲ့တော့မဟုတ်ဘူးဒါပေမဲ့လို့အဲ့ဒီအင်အားတွေအားလုံးကိုကရင်လူကြီးပိုင်းတွေကတေချာချာစုစည်းပြီးတော့ကရင်လူမျိုးကြီးတွေလုံနိုင်တယ်ဒီနေ့ချင်းဒါတွေကရှက်ဖို့ကောင်းတဲ့အရာလေနော်အများကြီးကဒီထိုင်းမှာဆိုအုံနဲ့ဝင်းရံတက်မှာဒီလက်ချီဘွဲတို့ဘာလို့တော့မဆိုတပုံကြီးပဲကျွန်တော်တစ်ခါရောက်ခဲ့ပါတယ်လက်အဲလက်ချီဘွဲကိုကျွန်တော်ဖိတ်တော့မနေ့ကရောက်ခဲ့ရပါတော့နော်အဲ့မှာကျွန်တော်တို့အချိန်မှာ queen ကကရင်လူငယ်တွေကဩကျွန်တော်ကငါတို့လုံမျိုးကြီးအတွက်ဒီလူငယ်တွေအားလုံးရဲ့အားဝလာအပြည့်ဝအတုံးချမ်းနိုင်တယ်ဒီ နိုင်ငံဒီလူမျိုးတွေအတွက်ကဒါကရင်တမျိုးလည်းအတွက်ပုံတော့မွန်ဆိုတဲ့လိုပဲမွန်ပြည်နယ်အတွက်မွန်လူငယ်တွေအများကြီးရှိတယ်ဒါတွေအားလုံးကိုမွန်လူကြီးတွေကစုစည်းနိုင်အောင်စည်းရုံးနိုင်အောင်လမ်းလာဟီလာဝါလာဆိုတာလူငယ်စရိုက်ပဲဘယ်လူငယ်တွေဖြစ်ကိုနေတယ်အဲ့ဒီအချိန်တွေကအဲ့ဒီစိတ်ပဲမွေးကြတာပဲဒါပေမဲ့ဒီလူငယ်တွေအတိတ်တရားတွေညှပ်လာဘယ်လိုပုံစံစည်းရုံးအောင်ဘယ်လိုပုံစံလုပ်ရမလဲဥဆောင်ကိုကိုတိုင်ကဘယ်လိုလုပ်နိုင်မလဲဆိုတဲ့အပေါ်မှာအရန်အားနဲ့တောင်တွေ့ရတယ်လူမျိုးတိုင်းမှာနော်ဗမာလူမျိုးတွေတို့ပဲရခိုင်လူမျိုးမှာဆိုတာကိုဘယ်လိုဖွင့်နိုင်လဲဆိုတာအကောင်းဆုံးစည်းရုံးထားနိုင်ပြီလို့ပြောလို့ရမှာပေါ့ဟုတ်တယ်နော်အခြားအစိုးဆုံးကတော့ကရင် နော်ဒါကျွန်တော်ပြင်လေးကြော်ကရင်နေပနပေါ့ဝဲနေစစ်ပြက်စီဝမ်းနေကြတယ်နော်အဖိုးစောမဟုတ်ချက်မှတ်ထားတဲ့မူလေးချက်လိုက်နာတဲ့ကရင်လူမျိုးတွေရှိသလိုအဖိုးစောမဟုတ်ရဲ့မူလေးချက်ဘာမှမကြည့်တဲ့ကရင်တွေပေါ့ကြီးဟမ်ကိုယ်လေးလေးစားရတဲ့ခေါင်းဆောင်တွေစကားနောင်လာနောင်လာတဲ့အားလုံးကလက်ဆင့်တန်းပြီးတော့တိုးစားနိုင်ရမယ်ဒါတွေအားလုံးကလူကြီးတွေတောက်တာမတော်တခါစကားပြဖို့ပါလေသူကအတိုင်းသားလက်နက်ကင်ကြောက်ပါလေမင်းတို့ကမနေ့တနေ့ရမှာလေလက်နက်ကင်ကြတယ်ငါတို့လက်နက်ကင်ကြနှစ်ပေါက်80ရှိပြီလေကျွန်တော်တို့ရတယ်တိတ်တိတ်နေရုပ်ရှုပ်ကောင်းတယ် ။စောက်တုံးမချလို့နှစ်ပေါင်း80ပြတ်တာမင်းတို့မနိုင်တာလို့စောက်တုံးကြီးအစ္စရေးကဂါဇာကမ်းကြောင်ပုံလည်းတစ်ချက်ပဲသွားချလိုက်တယ်မင်းပိုင်ပြီးပြီးသွားတယ်အဲ့ဒါစဉ်းစဉ်းလေးပဲဟုတ်မလားအခုဒေါ်လာရေးတနိုင်ငံတော့တိုက်နေတဲ့ဒေါ်လာရေးလင်းနေကျော်လာပြီကျွန်တော်တို့တွေကတော့ပဲစောက်တုံးမချလို့လင်းနေကျော်လာတယ်။အာနာသိမ့်ကြီးကသာမနေ့ကမှမမူတီတက်လာတယ်အဲ့ဒီမှာပုံတွေတွေ့တယ်မတ်စက9ရက်နေ့မှာ2022ခုနှစ်မတ်စက9ရက်နေ့မှာတက်ခဲ့တဲ့ပုံတွေလူပညာရှင်တော်ရီစီလောက်ပါအောင်မယ်အဲ့ဒီပုံတွေကိုကြည့်ကြည့်အောင်ပြငါတို့တွေဟာကတော့ပဲစောက်တုံးမချခဲ့တော့ပြောတာနဲ့လုပ်တာနဲ့ကဖတ်တော့မချခဲ့လို့ဒီဒေါ်လာရေးက၄နှစ်ကျော်လာခဲ့တယ် တကယ်တော့အဲ့ဒီစာနာပြတဲ့လူတွေအားလုံးကဒီနေ့အချိန်ထိငါတို့လွတ်မြောက်လို့ကောင်းတယ်မလွတ်မချင်းငါတို့အပက်တေးနေပြီငါတို့ဘဝပြည့်ပြည့်ပြည့်ဆိုလဲစိတ်ဓာတ်ကိုလူတိုင်းမွေးနိုင်ကြမယ်ဆိုရင်လေးလမှမကြောက်ကျွန်တော်တို့တော်နိုင်ပြတ်ခဲ့တယ်အဲ့ဒါဖြစ်ပဲအဲ့တော့နှစ်ပေါင်း60ကျော်တိုက်လာတယ်ငါတို့တိုင်းသားလက်နက်ကနေနှစ်ပေါင်း60ကျော်တိုက်လာတယ်ဆိုတာဂုံယူစရာမဟုတ်ဘူးတော့အဲ့ဒါ၈ဆရာစောက်တော့မကြတာကိုကိုစောက်တော့မကြတာကိုအဲ့ဒါမှတ်တောက်တင်ခံထားတာအတုံးကမ်းလို့ရှိရင်ချက်ချင်းနိုင်တယ်ဒါကြောင့်မလို့လက်ရှိချိန်ပြီးတော့ခေါင်းဆောင်တွေပြောနေတာဘုတ်လူမျိုးတွေကိုကြစ်လက်အောင်အရင်ဒီစောက်ကြပါတော့ပြီးလို့ရှိရင်ဒီအာနာရှင်အပြစ်ပြရေးကိုလုပ်ပါ တိုင်းတလောက်လို့အဲ့တခုရှိတယ်ဗျာလက်နဲ့ကန်ပြီးတော့စီးပွားရှာမယ်ဆိုရင်တော့ဒါပဲအပြည့်အစုံမြန်ဒီမှာလက်နဲ့ကန်ပြီးစီးပွားရှာဆောင်းဆောင်းတယ်ဟုတ်တယ်နော်ရှင်းရှင်းလေးပဲလက်နဲ့ကန်ထားတဲ့ဆိုရင်အယောင်ဝင်တယ်ရက်ွက်ထဲမှာဘာမှအမိတ်ဩဇာမရှိတဲ့တာမန်ပြည်သူတယောက်နဲ့အောက်ကြီးစိန်ခေါင်းတော်ဗန္နာကိုစိန်ခေါင်းတော်ဗန္နာဘလို့ကွာအဲ့တလိစ္ဆာန်ကွာတာအဲ့ဒီတလိစ္ဆာန်ကွာတာကိုကြော်မွေ့နေကြတဲ့ဟာကျွန်တော်တိုင်းပြည်သိမြုံတာနော်အဲ့တော့လက်နဲ့ရှိမှလူရောင်ဝင်တယ်လက်နဲ့ရှိမှအယောင်ဝင်တယ်ဆိုတဲ့စိတ်သက်တွေချက်ပြီးတော့ငါတို့ဟာ လူကြီးကြီးအတိုင်းဝိုင်းကိုတိစောက်နိုင်ဖို့ကြောင့်ငါတို့ချစ်နေပါရစီလုံးမရမယ်ဆိုစိတ်သက်ဝေးရမယ်ဆိုရင်တော့ကျွန်တော်တို့လူကြီးနဲ့လမ်းကြောင်းပေါ်ရောက်လိုက်တော့အခုတင်ရင်ဆိုကြည့်နော်ဒါအခုကျွန်တော်ကရင်ဝုံးမပေးတာအစိုးဆုံးမလို့ဒါပုံမှန်လေးကျွန်တော်ပြောတာ DKB ရဲ့ BG ရဲ့ KDLA KNU PC အားတပုံကြီးဘယ်တော့မှမသိဘူးဟမ်နောက်ဆိုရင်တင်ငားရုံလက်နဲ့ကြောက်ဖြစ်မှမသိဘူးဆိုတော့စစ်ဘေးဆောင်တွေကကျွန်တော်ဒီစကားကြီးပြောနေတာကအပေါင်းတရားနဲ့ပြောတာပေါ့ဆရာလုပ်ပြီးပြောတာပေါ့ဘာဖြစ်လို့လဲကျွန်တော်ကိုယ်တိုင်နေဆက်တွေကိုအခက်အခဲကရောက်ခဲ့တယ်ဟုတ်ကဲ့ကိုယ်ကစစ်ဘေးဆောင်စကန်းနေဟာကလေးလေးဒီကရင်ပြည်နယ်ကတော့ကရင်ကလေးပေါ့ နော်ကိုကိုပဲကောင်းလဲဆိုရင်တုတ်ဒေတာနဲ့တူအဓိကအများစုကကရင်ပြည်မှာဆိုကရင်ကလေးတွေကရင်နိုင်ငံမှာကရင်နိုင်ငံတိုင်းမှာနေထိုင်ကြတဲ့မွန်ဒီတန်တဝဲတရင်စတဲ့ဖြစ်ကလေးတွေပေါ့အဓိကကတော့ကျွန်တော်တို့ဒီကရင်ပြည်ဆောက်လို့ရှိရင်ပို့ဆိုးတယ်ငယ်ငယ်လေးတွေနော်ဘဝတွေပညာရေးဆိုတော့ဘာမှမသိဘူးအဲကျမ်းမာရေးဆိုတာဆောက်ဆောက်နတ်တိဒီထိုင်းဘက်အဆမ်းမှာကန့်နေတဲ့အိမ်တော်စုတွေအများကြီးတွေဒါတွေအားလုံးကကျွန်တော်နိုင်ငံမှာမင်းကကရင်ဖြစ်နေနားမုံဖြစ်နေလို့မင်းနဲ့ငါနဲ့မတူဘူးလို့ပြောနေကရင်လည်းဒီနေမှာနိုင်ငံကမွန်လည်းနေမှာနိုင်ငံကဗမာလည်းနေမှာနိုင်ငံကတယောက်ချင်းတယောက်ခံရတာပဲအတူတူပဲအုံနောက်မဲ့တဲ့ကောင်တွေလည်းငါကဘာလို့ပြောနေလဲဘာလို့ပြောလို့ပြောနေကြတာ တူများနိုင်တဲ့အမြင်မှာမင်းမြန်မာနိုင်ငံသားပဲမင်းမဘာလို့ဒီဖြစ်မင်းမဟုတ်တာလို့ဆိုရင်မင်းနိုင်ငံပြောက်တဲ့ကကြမှာမင်းနိုင်ငံလုံးတဲ့ကကြမှာအဲ့လိုပဲမင်းနိုင်ငံဆင်းရဲတဲ့မင်းတယောက်တည်းကောင်းကွက်ကောင်းနေလို့မရဘူးအဲ့တော့ငမအုံးမှာငခုတ်ဖို့ရက်ွက်ထဲမှာပတ်သက်နေတဲ့ရှိကောင်ထောင်ထောင်လို့ငယ်ရင်းနဲ့ပေါက်စကမ်းမှုနဲ့ပေါက်ဟုတ်လားအဲပြီးလို့ရှိရင်ဖဲဝိုင်းထောင်လောင်းသားဝိုင်းထောင်ကိုကိုလူရောင်းဝင်တဲ့ဖြစ်လက်ဖေးဆိုင်ကြီးမှာပေါက်ပန်းလေးစဲနော်ဘာကော်ဖီမှမပါတဲ့ဟာနဲ့ခေါ်ထားတဲ့လက်ဖေးတစ်ခုတောက်ပြီးတော့ကိုကိုဆရာကြီးချင်းနေလို့ဆိုရင်တော့ကျွန်တော်တို့ကဘာမှတုံ့ပြန်မှာမဟုတ်တူညာနိုင်ငံတွေဘယ်အစ်စ်တွေဝါပြီတူညာနိုင်ငံသားတွေရင်ကျင်းမှုဘယ်လောက်ကြောက်ဝါပြီတူညာနိုင်ငံသားတွေကံဖို့ဘယ်လောက်ကြောက်ဝါပြီ တန်ဖိုးဆိုတဲ့နေမှာလူသားအရင်းတွေကိုပြောတာမြန်မာနိုင်ငံသားတယောက်မနေ့7နိုင်ရက်ညနေ7နိုင်အထိည9နိုင်အထိအလုပ်လုပ်တနေ့ကိုလုပ်ချိန်7နိုင်လုပ်ဒေါ်လာနဲ့ပြတ်သွက်ကြည့်ရင်ပတ်စံဘယ်လောက်ရလဲအမေရိကန်နိုင်ငံသားတယောက်မနေ့7နိုင်ရက်ညနေ9နိုင်အထိပဲလုပ်လုပ်တာအတူတူပဲအချိန်ချင်းနဲ့တူတဲ့7နိုင်ကိုတနေ့မှာလုပ်လုပ်တယ်ဒါနဲ့ဒေါ်လာနဲ့ပြတ်သွက်ပြီဆိုသူ့အတန်ဖိုးဘယ်လောက်ရလဲအဲ့တော့နောက်ဥရောပပေါ့လေအင်္ဂလိပ်ဒီပိုင်းဒီဘက်ကလည်းကြတယ်။ထိုင်ကိုမြန်မာအစ်စင်တို့ကထိုင်းဆိုရင်နိုင်ငံခြားပေါ်နေတာဆိုစောင့်ကြည့်ကြည့်တာ။အင်္ဂလိပ်ဆိုပြီးတော့ဘာကောင်းပြောမှတရောင်းသားလားဘာလားမသိဘူး။ဘယ်သိမလဲသူတို့မပတ်သက်ရှိတာဘူး။ပုံမှန်တာတန်ဝင်တဲ့တယောက်ကနော်တနေ့တော့လုပ်လိုက် နှစ်လပြည့်လိုက်အမှတော့ဒေါ်လာ9000ကိုပြိုင်ကမှတစ်ထည့်လို့သုံးလို့ရသူတို့နိုင်ငံပတ်စံ9000ပါလာတယ်သူတို့တစ်ထည့်လို့သုံးလို့ရသုံးလို့ရမှာပေါ့သူတို့ကတစ်နှစ်တာလောက်အခါကကိုတစ်နှစ်တာလောက်အခါနဲ့အရင်နှစ်တန်ဖိုးချင်းကွာပါပြီအဲ့ဒါတွေကနိုင်ငံနဲ့ကြံ့နေတဲ့ဘဝတွေပြတ်ရုပ်အဲ့ဒါရက်ပတ်တဲ့ဆန်ဟုတ်ပြတာနဲ့ကိုယ့်ကိုတစ်ထည့်နေတဲ့စောက်ဦးနားပြီးနေကျွန်တော်တို့တိုက်တည်ရတော့ဘာဖြစ်လဲဖားဒီတွဲချက်ပါလေဖားတဲ့ငယ်လို့ပဲနှစ်မိုးနဲ့နှစ်မိုးချပါလေ တော့အဲ့တော့ခဏကနေဆိုသူကလောက်ဝင်နေတဲ့ရအဒီညမှာဖေးလေးချရဒီညမှာတက်မောင်ပွဲလို့ရဒီညမှာခဲမောင်ပွဲလို့ရကိုနေမှာရွှေလေးနဲ့လို့ရကိုနေမှာကြောက်လေးနဲ့လို့ရကိုကိုအဲ့ဒါလေးနဲ့မှတ်ပြီးတော့ပါရပြီးတော့အဲ့ဒါကိုဘဝထင်လိုက်ထင်နေကြတဲ့အတွက်ကျွန်တော်တိုက်ကြည့်ရသလိုဖြစ်တယ်ဒါပုံမလေးပြောတာဒါကြောင့်မလို့အားလုံးကလူစိတ်ဝေးကြပြီးတော့ကျွန်တော်ဝိုင်းလောက်ကြမှာစုံကောင်းမတို့တက်တဲ့တိုင်းပြည်တစ်ခုကျွန်တော်တို့ပိုင်ကျွန်တော်တို့မျိုးဆက်တွေလည်းအဲ့ဒီတိုင်းပြည်မှာကြာမိကြမှာနော်အဲ့တော့ဖြစ်စရာကြောင့်ကျွန်တော်တို့ဒါမျိုးဖြစ်တာခဏခဏမြင်စိတ်တိုင်းမကြဘူးပြည်သူတယောက်နေတယ်မိမမောင်လည်းမိကျွန်တော်ဘာကောင်းမှမပေါ်ပြည်သူပြည်သူပြောက်တယ်ဒါပေမဲ့ကိုယ်နိုင်ငံမှာရှိတဲ့လက်နက်ကိုင်အားလုံး ဒီအချိန်မှာတစ်ဖက်ပဲစိတ်ခိုင်းနေချင်ပါလေတစ်ဖက်ဒီစစ်ကောင်စီဒီအာဏာရှင်နဲ့အာဏာရှင်ဖောက်ခံတဲ့ဘက်ရှင်းရှင်းလေးပဲတစ်ဖက်ကတီတူဘက်ကရက်တီတဲ့ဘက်တီတူတွေဒီအချိန်မှာလိုလားချင်တာဒီပါတယ်အားလုံးဖြစ်ပြီးပြင်းစစ်ရှင်ပြီးသွားပြီလားဒီတိုင်းပြည်ကိုစနစ်ကြတည်ဆောက်ခင်ဗျားတို့အားလုံးလည်းဒီအကျိုးကိုခံစားပါအဲ့တော့လူလူရင်ကျေးမှုရှိတဲ့အတိုင်းဝိုင်းကိုကြွားကြမလားတလိမ့်ဆန်လုံးမျိုးကျင့်သုံးတဲ့အတိုင်းဝိုင်းကိုလည်းနေကြမလားကိုယ့်ရဲ့လုံရက်တည်းအားလုံးကရွေးချယ်မှုနေပဲ အာနာရှင်အောင်တိုက်ပြီးသားအဲ့လိုလည်းဖြစ်နေတယ်တိုက်ပြီးသားတင်ရင်အဖွက်တွေကွဲနေတယ်မော်နေဖွက်တွေကွဲနေတယ်ဟုတ်လားမလားပုကချင်တွေကွဲနေကြမရှမ်းတွေကွဲနေကြကြိုက်တယ်အဲ့လိုကွဲနေတာဒါတို့တို့ပြောတာအဲ့ကျွန်တော်တို့ကရန်သူစိတ်ချမ်းသာအောင်လုပ်ပေးမလားကိုကကိုနေမှုပြီးတော့ကိုကကိုတိကျောက်ကြမှာကိုကကိုတိကျောက်ကြမှာဆိုရင်အထူးသဖြင့်ဒီကာလမှာရေးကြည့်ရရင်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်နေတယ်လက်ရှိတော်နိုင်ရေးခေါင်းဆောင်အရင်ရေးကြည့်တယ်အဲ့ဒီခေါင်းဆောင်တွေဒီခေါင်းဆောင်စိတ်သက်ပီတာဆိုတာပြတ်သားတဲ့နေရာပြတ်သားပြီးတော့ဒီနေ့တိုင်းပြည်ရဲ့ညီညွတ်မှုကိုတိကျောက်တာဒီနေ့ခေါ်လို့ရတယ်ဘာဖြစ်ခေါ်လို့မရမှာလဲမယုံခေါ်ကြည့်ခဏလို့တော့ဝင်ချအဲ့ဒီသူတွေသမီးချက်ပေါ်တော့ဒါတွေဒါတွေခေါက်ခေါက်ကောင်ကြီးပဲ ဒါပေမဲ့မညီဘူး။အဲဒီခိုင်မှာတက်ပြစ်နေကြချင်း။ဟာဒီခိုင်မှာထိုင်ပြစ်နေတယ်။ဖွေဖို့မှမတနိုင်ကတော့ဘုံနဲ့လာတဲ့လေနဲ့။ဟမ်ချရတဲ့ချမ်းနေရလေ။ဒါပေမဲ့ဘာကြောင့်မချနိုင်လဲ။ချိန်ဆမှုမှမရှိဘူး။နောက်ဘုံကြောင့်ဆက်ခက်ကလို့ဗီဒီယိုနဲ့ဆက်တိုက်ရတဲ့ခက်ဆိုရင်ထားပါတော့။ဒါပေမဲ့ဒီနေ့ချင်းမှာဖုန်းလေးတစ်ပေါက်ကောင်းရတယ်။ဒီတိုင်းသားအီးကိုအားလုံးကတကယ်ချစ်ချစ်လေးလောက်ကဟာမနေ့ကပြောတယ်စစ်ရင်းနဲ့နိုင်ငံရေးရော့ရော့ထွေးပြီးတော့မတိလို့ရှိရင်နိုင်ငံရေးတိုက်ပွဲလို့ဘာလို့တို့တို့နိုင်ငံရေးဂုရုကြီးတွေလို့စောက်ဖို့ဒီဘာမှမဟုတ်ဘူးကိုကျိုးချမ်းနဲ့ပေါက်ထားတယ် ဒါပေမဲ့အဲ့တော့ဘာဖြစ်လဲတကယ်ကြိုးတဲ့တော်လိုင်းကောင်းဆောင်ကြီးကဒုက္ခရောက်တယ်အဲ့တော့အပွဲအပြင်းတွေဖြစ်လာဒါပဲအပွဲအပြင်းဖြစ်တဲ့ရည်ရွယ်ချက်ကအဲ့ဒီစောက်ဖို့တွေကောင်းကြီးကိုရိုးချတဲ့ကောင်းကြီးပန်းနေတဲ့အတွက်တကယ်တော်လိုင်းသမားတွေကြားထဲမှာအပွဲအပြင်းဖြစ်တယ်စစ်စစ်လေးအပွဲအပြင်းဖြစ်တဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲအဲ့တော့အဲ့ဒီတွက်စွန်းတန်တဲ့တက်ကြီးလေးကိုတိတိကျကျတတ်ပေါ့လို့ကတော်လိုင်းဘက်အချမ်းမှာရှိတဲ့အရာအားလုံးကိုတော်လိုင်းစက်ကမွေးနိုင်မှုလို့ကိုရိုးချမှာသူသွားပေါက်စက်ကောင်းစီနဲ့သွားစီနဲ့မင်းတို့ဘုရားမရှာတော့ကြဘူးသွားအခု BT ရဲ့ချစ်သူစက်ကောင်းစီကတော့မပေါက်ဒါတို့ရွေးချယ်မှုတယ် ်ချင်းချင်းလေးအဲ့လိုယောက်ျားပြီးသားကြပါအပြည်သူဘက်ကလည်းဘာလို့လို့ဘလို့လို့ဒီလိုလိုထီလိုလိုမလိုလိုလောက်ပြီးတော့နော်စစ်ဖို့စစ်နဲ့သူအောင်တိုက်နန်းစစ်ပွဲကိုနှုတ်ဆောင်ကစားကြားရနော်အခုဆိုဖေကောက်ကမှာကြီးရဆရာလောက်ဘလုံးစစ်ဖေးဆောင်ပြင်းသွားလက်ပြကုန်နော်အဲ့လိုမျိုးစစ်ဖေးဆောင်တနင်္ဂနွေလုံးဖြစ်နေတယ်အဲ့တော့ပြည်သူကစစ်ဖေးဆောင်ကတတလုံးဆောင်လာကြတယ်သူတို့ခံလိုက်တယ်ဒါပေမဲ့စစ်ဖို့စစ်နဲ့သူအောင်တိုက်ရသူတို့ကျင်းနေတယ်ဒီလိုက်ဝင်းပြပြလိုက်နောက်ထပ်ပြန်လာနေလိုက်ဘာမှမလုပ်ဘဲဆက်ပြီးပြေးရမယ်အဲ့ဂျာထဲမှာနော်ဒီဇက်နဲ့ပိုင်ထားထဲမှာလည်းတော်နိုင်စီကစမှုတည်တဲ့အကောင်ကြီးကပြည်သူကိုပြန်ပြီးဒုက္ခပေးတဲ့နေရာရှိတယ်အများကြီးဒါတွေကကျွန်တော်တိုင်းပြည်ကိုစစ်ပစ်စရာကြီးတယ် နောက်ဥစ္စာပွားပွားပြည့်ပြည့်ညာဒီမှာထိုင်ကြည့်နေအောင်လေဒါတွေကမဖြစ်တဲ့ကိစ္စတွေဒါကြောင့်မလို့ကျွန်တော်တို့ခေါင်းဆောင်တွေကြီးနေဖို့မှားချင်တာကတော့မေတ္တာရက်ခံချင်တာပေါ့နော်မှားချင်တယ်ဆိုရင်ဒါကိုစကားသုံးလုံးအဆင်ပြေဘူးကျွန်တော်တို့ပြည်သူအနေနဲ့မေတ္တာရက်ခံချင်တာတော့ခေါင်းဆောင်တွေစူးစိပေးကြပါညှို့ညွတ်ပေးကြပါပြည်သူတွေအနောက်ကအပြည့်အဝရှိပါတယ်ကျွန်တော်တို့ပြည်သူကဒီတစ်ချိန်ပွဲမှာအသေးနဲ့တိုက်မဲ့ပြည်သူတွေပါအဲ့တော့အရှိရာရှိတဲ့ခေါင်းဆောင်တွေအားလုံးလူစိတ်ငွေးပြီးတော့ဒီတိုင်းပြည်အနာဂတ်အတွက်နော် ုစည်းညီညွတ်နိုင်အောင်ဝိုင်းတော့ပေးကြပါလို့မေတ္တာရက်ခံပါတယ်အောက်ခြေလက်နက်ကင်အဖွဲ့တွေကိုလည်းမေတ္တာရက်ခံကျင်တာဒီလိုမျိုးအချင်းချင်းခိုက်ရန်ပြစ်ပွားမှုတွေဟာရှောင်ရှားတဲ့အရာတွေပါဒီချိန်မှာကိုယ်အသက်အသားအချင်းချင်းဘာအကြောင်းမှမတဏ္ဍပြောင်းလှည့်စရာအကြောင်းမရှိပါဘူးတဏ္ဍပြောင်းလှည့်ပြီးတော့ဒါတော်လန်ရုပ်ပုံတစ္ဆာဖောက်တဲ့လက်နက်ကင်အောက်ထဲစားရဲ့အလုပ်ရတယ်ဒါလေးကိုအလုံးကြည့်ဝင်လေးကိုနားလည်ကြပါစေလို့ဆုတောင်းပါတယ်